Hello အားလုံးမင်္ဂလာပါ United Shoe ကနေကြိုဆိုပါရစေ။ကျွန်တော် Manchester United ကဒီ Bilbao ကို Final ကစားသွားဖို့အတွက်ဒီထွက်ခွာသွားတဲ့လူစင်းင်းတွေမှာလက်ရှိ Lenny Yoro, Diego Dalot နဲ့တိုက်စင်မှု Joshua Zirkzee တို့လည်းလူစင်းင်းတွေပါသွားတယ်ဆိုပြီးတော့ကျွန်တော်သိရတယ်။သုံးယောက်စလုံးကအခုရပိုင်တော်တွင်လေ့ကျင့်ငန်းဆင်းထားခဲ့တဲ့နေရာမှာအသင်းနဲ့အတူလေ့ကျင့်ငန်းဆင်းနိုင်ခဲ့ကြရတယ်။ဆိုတော့ပွဲထွက်ခွင့်၁၁ယောက်ထဲမှာ ဒီ၃ယောက်စလုံးပါလာဖို့ကတော့လက်ရှိချိန်ထိတည်ကြခြင်းမရှိသေးဘူးပေါ့နော်ဂျိုရှူအာဇီဂီကတော့ကျွန်တော်တို့ဒီပွဲထွက်ခွင့်လူစင်းနဲ့တော့မတည်ကြဘူးဒါပေမဲ့လို့အတင်းရဲ့အယံကုန်လူစင်းနဲ့မှတော့ပါလာနိုင်ခြင်းရှိတယ်ဆိုပြီးတော့ကျွန်တော်တို့သိရတယ်ဆိုတော့ဒါတွေဟာအတင်းတွက်တော့တရင်ကောင်းပေါ့လေကျွန်တော်တို့အနေနဲ့ဟို final အတွက်အရေးကြီးပါတယ်ဆိုတဲ့အချိန်မျိုးမှာအာကူအားတဲ့ကစားမတွေပြန်ပြီးတော့ ပါလာဖို့ရှိနေတာကိုလက်ရှိယူရိုကိုပဲကျွန်တော်ကြည့်ကြည့်ဒါလောက်ကိုပဲကျွန်တော်ကြည့်ကြည့်အသင်းမှာတကယ်လိုအပ်တဲ့ကစားမတွေခံစစ်ဆိုလို့ရှိရင်အခုချိန်မှာအားကိုးရတာဆိုလို့ Harry Maguire တယောက်တည်းပဲရှိနေတာနော်စနဘက်နဲ့ပတ်သက်လို့ရှိရင်ယူရိုတို့ကလည်းဘာမှမသိဘူးဆိုတော့အခုတော့ကျွန်တော်ပါလာပြီဆိုတော့ခံစစ်မှာယူရိုနဲ့ Harry Maguire ကျွန်တော်ပါလာပြီးတော့ Luke Shaw ကလည်းဒါအသင်းရဲ့ left center ဘက်မှာပါလာမယ်ဆိုလို့ရှိရင်တော့အတိုင်းအတာတစ်ခုတည်းတော့ခံစစ်ဟာ တောင်အင်အားတောင်တင်းလာမယ်လို့ထင်တာပေါ့လေ win backs မှာဆိုလို့ရှိရင်လည်းပဲအကယ်လို့များကျွန်တော်တို့ဒီ master wii ကို center back မှာထားခြင်းနေဆိုလို့ရှိရင်ဒီကူဒါလောက်တို့ဘာတို့ကိုကျွန်တော်ထားထားလို့ရတယ် win back မှာဒါကြောင့်လက်ရှိအသင်းမှာဒါလောတို့လန်နီယူတို့ပြန်ပြီးတော့ကောင်းလာပြီဆိုတာမျိုးကအများကြီးတင်းကောင်းမှာအတင်းတွေ့ပါဘောနော်ဒါလူစင်းနဲ့လဲပါလာပြီဆိုကြတဲ့ကအတိုင်းတာတကူဒီကစားနိုင်စွမ်းရှိလို့အမိုရင်ထည့်လာတာပဲဒါကြောင့်ဒီပွဲကအတင်းတွေ့ဒီတရာဒီလုံးမှာ အရေးကြီးဆုံးပွဲအရေးကြီးဆုံးပွဲမှာဒီလိုကစားမားလေးတွေပြန်ပါလာတာမဆိုဘူးသူတို့ပြင်ကျွန်တော်တိုက်စစ်နဲ့ပေါ့နော်ဒီကိုဒါလောက်ကခဏထားအောင်များတည်လားတိုက်စစ်နဲ့ခံစစ်ကအသင်းတွေတော်တော်ကိုအရေးကြီးတာကျွန်တော်တို့ center back မှာဆိုလို့ရှိရင် Harry Maguire ပဲကျွန်တော်တို့အားကိုးရပြီးတော့ Chelsea ကစားမားထားပါတော့ဒီလစ်ကလည်းဒီပုံစံနဲ့ကျွန်တော်ပါဖို့မရှိဘူးဗျာဒါအပြင်ကျွန်တော်တို့ဒီလူရှော့ကလည်းမိနစ်90အပြည့်ကျွန်တော်ယုံကြည်ရတာမဟုတ်ဘူးညီကလေးတို့သိတဲ့အတိုင်းပဲเนาะဒါအပြင်ကျွန်တော်တို့တခြားကစားမားတွေဘယ်သူ့ကိုပဲကျွန်တော်ကြည့်ကြည့် ယာနုံပြည့်ယုံကြည်ရတဲ့နေရာမှာကျွန်တော်မပါဘူးဗျာမကွိုင်းရကလွှဲရင်ဒီချိန်မှာစဉ်းစားကြည့်တော့လွန်ခဲ့တဲ့နှစ်လောက်ကကျွန်တော်တောက်လျှောက်စုလို့ပြောလာဆိုတော့ကြတဲ့ဟယ်ဒီမကွိုင်းရကကျွန်တော်တို့ဒီဘယ်လိုပြောမလဲအင်းအားလုံးပါတအားကိုတန်းတာကြီးဒီမနယ်လေးနည်းနည်းခဏဆော့ဆော့ထားလိုက်တာဆိုတော့ sorry ပါနော်ဒါကြောင့်ကျွန်တော်တို့ဒီအသင်းဘက်ကပေါ့နော်စနေဘက်ကလွန်ခဲ့တဲ့နှစ်နှစ်လောက်ကအမှန်ကန်ပြောလာကြတဲ့ဟယ်ဒီမကွိုင်းရတယောက်လောက်ကိုပဲကျွန်တော်တို့ပုံသီးအားကူနေရပြီးတော့ဂျန်နေကစားမတွေက အလောက်ထိကျွန်တော်မဟုတ်ဘူးဆိုတာကိုကြည့်ရင်ဘလောက်ထိခံစစ်တိုင်ပတ်နေတယ်လဲမြင်နိုင်နေဗျာဆိုတော့လူတိုင်းအရေးကြီးတယ်ဗျာဒီပွဲမှာထားပါတော့ကျွန်တော်ကနာချူကဘလောက်ပဲပြောပြောကနာချူဒီဒီပွဲမှာအရေးကြီးတာပဲအန်ဒရယ်အိုနနာဘလောက်ဒီပဲစုပ်ပြတ်တဲ့နေနေဘိုလူပွဲမှာလက်စွမ်းပြဖို့ကအင်မတန်အရေးကြီးတာပဲနော်ဆိုတော့အပြောင်းလဲကလည်းအများကြီးလှုပ်เสียကျွန်တော်ရှိနေတဲ့အချင်းဒီမျိုးဟုတ်မနေဘူးဆိုတော့နောက်တစ်ယောက်ဒီဝင်းဘက်ဆိုလို့ရှိရင်လည်းပဲမာဇရာဝီကပေါ့နော်ကျွန်တော် ဟိုဆန်နဘတ်မှာအများဆုံးကစားရမယ်ဆိုလို့ရှိရင်အာမတ်ကိုတိုက်စစ်လိုက်ပါစီခြင်းတဲ့အနေထားမျိုးမှာဒါလို့ဒီတကယ်အချင်းကြီးကောင်းတဲ့ကစားမှာဖြစ်လာမှာအဲ့လိုမဟုတ်ဘူးကျွန်တော်တို့ကပက်ထရစ်ဒူဂူကိုအနားပေးမယ်ဆိုလို့ရှိရင်လည်းပဲဒါတော့ဒီကိုဒါလို့ဘာလို့ကိုကျွန်တော်လက်ဖွင့်ဘတ်ဒီဘာဒီမှာထားပြီးတော့ကစားနိုင်မျိုးတွေလည်းမြင်ရမှာပဲအဓိကတော့လူစရင်တောင်းနေဖို့လူတွေဗျပွဲထွက်လူစရင်၁၁ယောက်တွေမဟုတ်ဘဲနဲ့အရန်ကုန်ကကစားမတွေပါလူစင်းက ready ဖြစ်နေတောင်းတင်းနေဖို့ကျွန်တော်လိုတယ်အဲကြောင့်မနော်ဒါလို့လင်နီယူရိုနဲ့ဂျိုရှူဝါ60တို့ပါလာပြီး အဲဒီနေရာမှာ zig zig ပွဲထွက်လူစင်းမှာပါဖို့မရှိဘူးဆိုတော့အရန်ကုန်မှာလိုအပ်လို့ရှိရင်တော့နီးပြားကထည့်သုံးမဲ့သဘောပါ Resman Whiteland စီကနေပြီးတော့ကျွန်တော်တို့အများကြီးပိုကောင်းတဲ့ performance ကိုကျွန်တော်တွေ့ရဖို့လိုပါတယ် Whiteland ကအသင်းတွက်လက်ရှိမှာတယောက်ထည့်သော center forward ကျွန်တော်ဖြစ်နေတာအသင်းရဲ့တိုက်စစ်မှာဆိုလို့ရှိရင်သူကလွှဲရင်ဘယ်သူမှမရှိဘူးလက်ရှိ zig zig ကလည်း ready ဖြစ်တဲ့အချိန်မျိုးကျွန်တော်ဟုတ်မနေဘူးအကယ်လို့ ready ဖြစ်တယ်ဆိုလို့ရှိရင်သူ့ကိုပဲပွဲထွက်လူစင်ပေးမှာပေါ့ဆိုတော့ Whiteland ကိုပဲတောက်ချောက်တုံးလာတယ် ဝိုင်လန်မှာဝိုင်လန်တယောက်တည်းကျွန်တော်ရှိနေတယ်ဆိုတဲ့အခြေအနေမျိုးမှာ resmet ခြေစွမ်းပြဖို့အရေးကြီးပါတယ်လူတိုင်းခြေစွမ်းပြနိုင်ဖို့ကျွန်တော်အရေးကြီးတယ်အဲကြောင့်ဒီပွဲကဗောနော်ဂျိုရှူဝါ60ပြန်ပြီးတော့အရန်ကိုမှပါလာပြီဆိုကြတဲ့က resmet ဝိုင်လန်အဆင်မပြေရင်သူ့ကိုကျွန်တော်တို့သာဘလိုပဲဖြစ်ဖြစ် final ဆိုတော့သုံးလို့ရတဲ့အခြေအနေမျိုးပါအဲကြောင့်ဒီပွဲဟာအသင်းအတွက်အင်မတန်အရေးကြီးတယ်လက်ရှိ60တို့ဒါလိုတို့လန်နီယူတို့အသင်းရဲ့လူစင်းတွေမှာပြန်ပါတယ်ဆိုတာမျိုးကအများကြီးအပေါင်းလက္ခဏာဆန်တဲ့အရာလေးလို့ကျွန်တော်ပြောတာ ဆိုတော့ညီကတို့အနေနဲ့ရောလက်ရှိလူစင်းနေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြပါလဲဆွေးနွေးကြပါအောင်ဆိုတော့ဒါကတော့အသင်းရဲ့ final လူစင်းနေမှာပြန်ပါလာတဲ့ကစားမ၃ရောင်ပေါ့လေဒီလစ်နဲ့ပတ်သက်ပြီးတော့အခုချိန်ကြီးဘာမှကြားရခြင်းတော့ကျွန်တော်ရှိမနေသေးဘူးเนาะဆိုတော့ဆွေးနွေးကြပါအောင်အားလုံးကိုချစ်သူများအိုက်တူပါတယ်